မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်ရင်းကိုပြန်လာပြီးစစ်မှုထမ်းဖို့နိုင်ငံခုလက်မှတ်တက်တန်းတိုးတဲ့အချိန်အကြက်ဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ထောက်ခံချက်ကိုမဖြစ်မနေယူရတော့မှဖြစ်တယ်လို့ဆိုပါတယ်ပကိုးတိုင်းစည်းကုံးမြို့နယ်မှာရှိတဲ့မီးကောက်ပင်ကြေးရအုပ်စုကအကြက်ဖက်စစ်ကောင်စီကအုပ်ချုပ်ရေးအဖွဲ့တွေကိုဗီဒီယိုတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်ကြေးရအုပ်စုတဲမှာရှိတဲ့အုပ်ချုပ်ရေးမှုတော်တော်များများဟာထွက်ပြေးကုန်ကြတဲ့အတွက် အချက်ဖက်စကောင်းစီတက်ကအုတ်ကြီးတွေရဲ့မိသားစုဝင်တွေကိုဖမ်းဆီးပြီးအုတ်ကြီးတွေပြန်လာကြဖို့ PR ပေးတာတွေလုပ်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုံတင်ဆက်ပေးခြင်းသတင်းကတော့ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်တွင်းကိုပြန်လာပြီးစစ်မှုထမ်းဖို့နိုင်ငံကူးလက်မှတ်တက်တန်းတိုးတဲ့အချိန်အချက်ဖက်စကောင်းစီရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟုအဖွဲ့ရဲ့ထောက်ခံချက်ကိုမဖြစ်မနေယူရတော့မှဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရှိမိကရန်ကုန်ခေတ္တကိုပြောပါတယ် ်လက်ရှိမှာလဲအကြက်ဖက်စကောက်စီတက်ကစစ်မှုထမ်းရမယ်ပြည်တွင်းပြည်ပကအရေးအတွက်စရင်တွေကိုအမြန်ဆုံးပြုစုပြီးသက်ဆိုင်တဲ့ဒုရစီအတိပေးထားဖို့ကိုပါအမိန်ပေးညွှန်ကြားထားပြန်တယ်ဆိုပါလေလက်ရှိမြန်မာနိုင်ငံအတွင်းကစစ်မှုထမ်းအမိန့်စာရတဲ့လူငယ်တွေဟာပြည်ပထွက်ခွင့်မရှိတော့သလိုတဖက်ကပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေတဲကစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေအနေနဲ့လည်းမြန်မာနိုင်ငံကိုပြန်လာပြီးစစ်မှုထမ်းမှုအတွက်သက်ဆိုင်ရာနိုင်ငံတွေမှာနိုင်ငံကူးလက်မှတ်တပ်တန်းတိုးတဲ့အချိန်စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ထောက်ခံချက်မဖြစ်မနေပါရှိမှသာ သက်ဆိုင်ရာတန်ယုံတွေကတက်တန်းတိုးပေးဖို့ကိုလည်းညွန်ကြားချက်တွေထွက်လာဖို့ရှိနေတယ်လို့နေပြည်တော်စစ်တပ်တရင်ရှိမိကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။တစ်ဖက်မှာလည်းယမန်နေ့ကလည်းနေပြည်တော်မှာပြုတ်လို့သွားတဲ့အကြက်ဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဖို့ဟိုအဖွဲ့အစည်းဝေးမှာအကျန်းဖတ်ဘိုးချုပ်ကြီးမောင်မောင်အေးဆိုတဲ့သူကသက်ဆိုင်ရာရက်ွက်ကျေးရွာမြို့နဲ့အလိုက်စစ်မှုထမ်းဖို့အကျုံးဝင်တဲ့အရေးအတွက်ကိုအမြန်ဆုံးပြုစုပြီးသက်ဆိုင်တဲ့သူတွေစီအတိပေးထားကြဖို့ကိုပါညွန်ကြားသွားပြန်တယ်လို့သိရပါတယ်ခင်ဗျ။ စက်တဲမှာပဲအချမ်းဖတ်စစ်ကောင်စီကစစ်မှုထမ်းနေဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ဘကိုးနဲ့ ARD တိုင်းကကြေးရွာရက်ကွက်အုပ်ချုပ်ရေးမှုတွေဟာပြည်သူတွေစီကနေလှဆင်မတရားတောင်းခံနေတဲ့စစ်မှုထမ်းကြေးတွေကိုတိမ့်နဲ့ချီထပ်ပြီးတိုးမြင့်ကောက်နေကြပြန်တယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တစ်ကိုပြောပါတယ်လက်ရှိဘကိုးတိုင်းကအင်းမတောင်ကျိုးဂုံကြေးရွာအုပ်ချုပ်ရေးမှုတင်မောင်းဆွေဆိုတဲ့သူဟာအခုဇန်နဝါရီလကစပြီးအရင်ကတည်းကပြည်သူတွေစီကနေမတရားကောက်နေတဲ့စစ်မှုထမ်းကြေးတွေကို အခုခါမှာလူငယ်တွေရှိတဲ့နေအိမ်တွေကနေစစ်မှုထမ်းခြင်းအနေနဲ့တအိမ်ကိုငွေကျပ်9သိန်းအထိတိုးမြင့်ကောက်ခံနေတယ်ဆိုပါတယ်အဲ့ဒီလိုသူတို့တောင်းတဲ့ငွေကိုမပေးနိုင်တဲ့လူငယ်တွေဆိုရင်စစ်တပ်ကိုခေါ်ပြီးစစ်မှုထမ်းမှုဖမ်းဆီးခိုင်းတာတွေလုပ်နေတဲ့အတွက်လူငယ်တွေရှိတဲ့နေအိမ်တွေကလည်းအဲ့ဒီအုပ်ကြီးတင်ပေါင်းဆွေးတောင်းတဲ့ငွေကြေးတွေကိုရှိသမျှပေါင်နှံရောင်းချပြီးပေးနေရတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်အလားတူဘကိုးတိုင်းဂျိုးပင်ကောက်မြို့နယ်ကစိတ်နင်းပင်ကျေးရွာအုပ်ချုပ်ရေးမှုတန်းဆိုးဆိုတဲ့သူကလည်းစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေရှိရနေအိမ်တွေကနေ အခုဇန်နဝါရီလကစပြီးစစ်မှုထမ်းကြီးတွေကိုတိုင်းနဲ့ချီတိုးမြင့်ကောက်ခံနေသလိုသူတို့တောင်းတဲ့ငွေကိုမပေးနိုင်တဲ့သူတွေဆိုရင်စစ်တပ်ကိုခေါ်ပြီးဖမ်းဆီးခိုင်းမယ်ဆိုပြီးတော့ပါချိန်ချောက်မှုတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တစ်ဖက်မှာလည်း AR တိုင်းငတိုင်းချောင်းမြို့နယ်ဖယားကုန်းခြေရွာအုပ်ချုပ်ရေးမှုနွယ်နွယ်ဝင်းဆိုတဲ့သူကလည်းကျေးရွာတွေကလူငယ်တွေရှိတဲ့နေအိမ်တွေကနေစစ်မှုထမ်းကြီးတွေကိုတိုင်းငနန်းအထိလအစင်တောင်းခံနေပြီ လူငယ်တွေမရှိတဲ့နေအိမ်တွေကလည်းစစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီးတော့ပါစက်ကြီးငွေတွေကောက်ခံနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ဘကိုးတိုင်းဇီကုံမြို့နယ်မှာရှိတဲ့မီးကောက်ပင်ကြေးရွာအုပ်စုကအချမ်းဖတ်စစ်ကောင်စီကအုတ်ချုပ်ရေးအဖွဲ့တွေကို PDF တပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်ကြေးရွာအုပ်စုထဲမှာရှိတဲ့အုတ်ချုပ်ရင်းမှုတော်တော်များများဟာထွာပြေးကုန်ကြတဲ့အတွက်ဂျပန်စစ်ကောင်စီတပ်ကအုတ်ကြီးတွေရဲ့မိသားစုဝင်တွေကိုဖမ်းဆီးပြီး အုပ်ကြီးတွေပြန်လာကြဖို့ဖိအားပေးတာတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိဇီးကုံမြို့နယ်မိကောက်ပင်ကျေးရွာအုပ်စုမှာကျေးရွာပေါင်း၁၀ရွာဝန်းကျင်ရှိရမှာအဲ့ဒီကျေးရွာတွေကအုပ်ချုပ်ရေးမှုတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ PDF တပ်ဖွဲ့အသီးသီးရဲ့ဝင်ရောက်ပစ်ခတ်ရှင်းလင်းမှုတွေဇက်တိုက်လှုပ်ဆောင်လာတဲ့နောက်မှာပဲသူတို့ရဲ့သက်ဆိုင်ရာကျေးရွာတွေမှာမနေရတော့ပဲထွက်ပြေးကုန်ကြတယ်ဆိုပါတယ်။အဲ့ဒီလိုကျေးရွာအုပ်ချုပ်ရေးမှုတွေထွက်ပြေးကုန်ကြတဲ့အတွက် အချမ်းပတ်စကောင်းစီတက်ကအဲ့ဒီမိကောက်ပင်ဂျေးရွာအုပ်စုမှာရှိတဲ့ဂျေးရွာပေါင်း၁၀ရွာဝင်းကျင်ကအုတ်ကြီးတွေနဲ့အုတ်ချုပ်ရေးအဖွဲ့တွေရဲ့မိသားစုတွေကိုဖမ်းဆီးပြီးအုတ်ကြီးတွေပြန်လာကြဖို့ချိန်ချောက်ခေါ်ဆောင်နေရတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျအခုတခါဒင်းသားတိုင်းဘက်မှာတော့ တဝဲမြို့ဝင်ကအချက်ဖက်စကောက်စီရဲ့ကမျောကင်းတဒါဂိစကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သားခေါနန်ဦးကတော့အသီးသီးသိမ့်ကုန်ကြပြီလို့ရေဖြူပီတီရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တွေကိုပြောပါတယ်ဇန်နဝါရီလ28ရက်နေ့ကပဲတဝဲမြို့အဝင်မှာပြည်သူတွေစီကနေမတရားအနိုင်ကျင့်စက်ကြီးကောက်တာတွေလူငယ်တွေကိုလည်းစစ်မှုထမ်းကိစ္စအကြောင်းပြပြီးဖမ်းဆီးငွေညစ်တာတွေလုပ်နေတယ် အဂျပန်စစ်ကောင်စီရဲ့ကမျောကင်းဒဒါဂိစကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခတ်မှုအတွင်းဂိစကန်မှာရှိတဲ့စစ်ကောင်စီတပ်သားခေါ်နှံဦးကတော့နေရာတွေမှာပဲပြစ်လဲကုန်ကြပြီးအသေးသေးသိမ်ကုန်ကြတဲ့အပြင်အဲဒီမှာထေသွားတဲ့သူတို့စစ်သားမပါအောင်နေတဲ့ဒဏ်ရာရတဲ့သူတွေကိုပါစခန်းထဲကိုဆွဲသွင်းနေကြတယ်လို့လည်းရေပြူပီတီရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျ။ဒီတခါစကိုင်းတိုင်းဘက်မှာတော့ စကိုင်းမြို့နယ်မှာစစ်တပ်အားကိုးနဲ့ပြည်သူတွေစီကနေဆက်ချေးယူပြီးဤမျိုးစုံဒုက္ခပေးနေတယ်စစ်တပ်တောက်တိုင်ထုံးဝေပိုင်ဆိုင်တဲ့ကားကိုတော်လန်ရေးတပ်တွေကဖမ်းဆီးပြီးတော့ကားကိုပါတင်းစီထားတယ်လို့ယူနီကွန်းပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဇန်နဝါရီလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကိုင်းမြို့နယ်မှာအချမ်းဖက်စစ်ကောင်စီတပ်ကယာဒူးကြီးပိုင်းတွင်နဲ့ပေါင်းပြီးပြည်သူတွေအပေါ်ဆက်ချေးကောက်တာတွေ AR မြင့်အတွင်သွာလာနေတဲ့ဆက်လီတွေစီကနေဆက်ချေးကောက်တာတွေပါအကြီးကျယ်လုံနေတယ် ရှာယောင်ကျေးရွာနေစစ်တပ်တောက်တိုင်ထုံးဝေပိုင်ဆိုင်တဲ့ကားကိုဒေါ်လန်ရဲ့တပ်တွေကမင်းကွန်လက်မိုက်မှာတားဆီးစစ်ဆေးဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အဲ့ဒီစစ်တပ်တောက်တိုင်ထုံးဝေပိုင်တဲ့ကားကိုမောင်းလာတဲ့သူကတော့စစ်ဆေးတဲ့အချိန်ဒေသခံပြည်သူဖြစ်နေတဲ့အတွက်ပြန်လွတ်ပြေးခဲ့ပြီးကားကတော့အဲ့ဒီစစ်တပ်တောက်တိုင်ထုံးဝေပိုင်တဲ့ကားဖြစ်တယ်ဆိုတာကိုအထောက်အထားတွေနဲ့ပါစစ်ဆေးနိုင်ခဲ့တဲ့အတွက်ကားကိုတော့ဒေါ်လန်ရဲ့တပ်တွေကပဲတင်းစီလိုက်ပြီးတော်လည်ရဲ့အတွက်လိုအပ်တဲ့နေရာတွေမှာပြန်လဲအသုံးပြုသွားမှာဖြစ်တယ်လို့လေယူနီကွန်ပြောကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ။ Okay. Dagaro yeung kitik